ခုတင်ဆက်ပေးမယ့်သတင်းကတော့တနင်္ဂနွေလုံးရှိကျင်းထောင်တည်တည်မှာလူငယ်ချမ်းသာကွင်းနဲ့နိုင်ငံရေးကျင်းသား82ဦးထပ်မံလွတ်မြောက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မြန်မာနိုင်ငံတဝမ်းမှာရှိတဲ့ကျင်းထောင်များမှာနိုင်ငံရေးကျင်းသား82ဦးကိုဇူလိုင်လ23ရက်နေ့ဒီနေ့မှာနိုင်ငံတော်သမ္မတခွင့်ပြုချက်နဲ့လူငယ်ချမ်းသာကွင်းပေးခဲ့တယ်လို့သိရပါတယ်။ဒီလိုလူငယ်ချမ်းသာကွင်းပြုတာဟာအစိုးရတက်လက်ထက်နှစ်နှစ်ခွဲကြာကာလအတွင်းသတ္တမအကြိမ်မြောက်လူငယ်ချမ်းသာကွင်းပေးခဲ့တာဖြစ်ပါတယ်။ထောင်းလိုင်း26ကချမ်းသာတယ်ဗျ။ဥက္ကညုံလက်ထက်က သူတို့တော့လွတ်တယ်ကျွန်တော်တို့ကတင်ခဲ့တာပေါ့ဟုတ်ပြီလေဟုတ်ကဲ့နည်းရောက်နေလေ၁၀နှစ်ကျော်ကျော်လေးပေါ့အရင်တော့ဘယ်ခွဲစီရခွဲစီမရှိဘူးခွဲစီတော့မရှိဘူး၁၂လဟိုဟာ၁၂လပိုင်းပေါ့နော်၁၂လပိုင်း၂၀13ခုနှစ်က၂၀၁၂ခုနှစ်၁၂လပိုင်းအကြာဘာမှမဟုတ်လေဘာလို့ဆိုတော့ဟိုလေယာမေကိစ္စကိုကျွန်တော်တို့ကပါတီတီးကနေဝင်ရောက်ထောက်ခံပေးတာဒါကိုသူကစာရက်တွေပြုလုပ်ပြီးတော့ ဟုတ်ဆိုပြီးတော့နိုင်ငံပုံမှာရောဒီပုံမှာကြီးကတ်ပြီးတော့ကျွန်တော်တစ်ချရတာဘာလို့ကိုပေးပါတာဒီကလည်းအန်န်ဒီရပါဟုတ်ဟုတ်ကဲ့ဗျာ ABDS ကမင်းကျွန်တော်အန်န်ဒီတောင်းကူပြောင်းသွားတာဟုတ်ကဲ့ဗျာအခုအချင်းချင်းရဲ့ color တော့ဘယ်လိုခက်ခဲပြန်ကြုံရလဲတော့လိုခွန်လဲဆိုတော့ကျွန်တော်တို့ကိုအချို့ကြတော့အချို့အချင်းသားကြတော့တိုက်ချင်မှထဲတာဒါတော့သူတို့ထုံးကြတယ်အချို့လူတွေကြတော့လည်းအပြင်မှာထားတယ်ပေါ့မထားရမယ်ဆိုရင်လည်းအချို့ကြတော့လည်းကျွန်တော်တို့ကနေတော့တာမန်ကျင်းသားနေတော့သူတို့မတို့ကြဘူးပေါ့အချို့ကြတော့ရှင်မတရား တဲ့ဟာတွေလည်းနည်းနည်းမြင်ရတာပေါ့နော်ဒီလိုမှကျွင်းနေမှတရားနေခိုင်းတာပေါ့ဒါလည်းကျွန်တော်လည်းနည်းမြင်ရတယ်မြင်ရတွေ့ရတာရှိရပေါ့ဘာမှလည်းတေချာစဉ်းစားပြီးကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့တော့ပြောစရာတော့မဟုတ်ပါဘူးအဲ့တော့ကျွန်တော်တို့ရောနည်းနည်းကောင်းအောင်မှုတော့ထားပေးတယ်အဆင်ပြေအောင်လည်းထားပေးပါတယ်ဒါပေမဲ့တခြားကျင်းသားတွေဘက်ကိုကြည့်မယ်ဆိုရင်တော့အထက်တော့ဘုံငယ်မကြတဲ့အနေထားတော့ကျွန်တော်မြင်ရပါတယ်ရှေ့ရွေးတော့ပတ်စံမရှိပါဘူးဘုန်းတော်ဒီလိုပြန်လို့နောက်ပိုင်းမှာအခါကြလို့ရှိရင်ဘုန်းတော်ကက်တဲ့ချက်တွေကိုသူရှိသေးလားအဲဒီမဲ့ပြန်လို့လိုက်တာ သူကရေးထားတာတော့4 1တက်လို့ရေးထားတာပါလေ400တက်တက်လို့ရေးထားတာကျွန်တော်တို့ကဒီကောင်းနေတရားလေးတော့တက်ပြီးတော့ယုံကြည်မှုအသိမရှိတော့ဆိုတော့တက်ပြီးတော့နားမလဲကျွန်တော်ကပြန်ဝင်ရမလားပြန်မနေရမလားဆိုတော့ကျွန်တော်မပြောတတ်ပါဘူးအဲဒီကစုစုပေါင်းတော့ဟိုစီးရင်တဲ့ကဆိုရင်တော့6ရောက်ဖြစ်လိမ့်မယ်ဒါကတော့ကျွန်တော်တို့ဒီပေါ့90ကော်မတီကနေပေါ့နိုင်ငံကြီးကျင်းသားစီစီရေးကော်မတီကနေတာမနာစီတင်ပြတဲ့ 82ယောက်စီးရင်နေရပါဘူးဒါပေမဲ့ကျွန်တော်တို့တင်တဲ့စီးရင်နေရတော့59ယောက်တည်းပါတယ်ကျန်တဲ့ဟာကတော့ကျန်တဲ့အဖွဲ့တွေကတင်တာပါတင်တာဆိုတော့ဟုတ်တယ်မဟုတ်တယ်တော့ကျွန်တော်ဘာမှမပြောလို့ဘူးသူတို့နိုင်ငံကြီးကျင်းသားဖြစ်ချင်းမဖြစ်ချင်းဟုတ်တယ်82ယောက်လွတ်တယ်ဆိုရင်တော့အကုန်လုံးလွတ်ပြီလို့ပြောလို့ရမဟုတ်ဘူးမဟုတ်ပါဘူးခင်ဗျကျွန်တော်တို့တင်ထားတဲ့စီးရင်ဟိုကနောက်ဆုံးစီးရင်က182ယောက်ရှိပါတယ်အဲ့အဲ့ထက်က82ယောက်ပဲကျွန်တော်တို့82ယောက်မှာကျွန်တော်တို့စီးရင်59ယောက်ပဲပါတဲ့အတွက်ကြောင့်တရားကြောကြံပါလေ လူငင်းချမ်းသာခွင့်ရရှိသူတွေထဲမှာအင်းစိန်ချင်းထောင်မှ6ဦးပါဝင်မန္တလေးချင်းထောင်မြကြီးနားချင်းထောင်ဟင်းဒရာအချင်းထောင် မော်လမြိုင်ချင်းထောင်ရွှေဘိုချင်းထောင်တို့မှအချင်းသားများလွတ်မြောက်ခဲ့ပါတယ်။ဒါ့အပြင်တာယာဝတီချင်းထောင်ကျိုင်းတုံချင်းထောင်တရက်ချင်းထောင်နဲ့မြင်းချန်ချင်းထောင်စတဲ့ချင်းထောင်တို့မှအချင်းသားစုစုပေါင်း82ဦးလွတ်မြောက်ခဲ့တယ်လို့သိရပါတယ်ရှင်။